ါရှင့်ရန်ကုန်ခေတ္တရဲ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မဲစင်းမာရီမှုအကြောင်းပြအာနာသိမ်းခဲ့တဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစင်းတွေမှာလူရင်900တဲက300မှာရွေးနေပြီးတေသူတွေပါမဲစင်းမှာပြန်ပါနေကရက်ွက်အုပ်ချုပ်ရေးမှုမိသားစုနဲ့အမတ်လောင်းမိသားစုကတော့မဲစင်းမပါလာဘူးလို့ကြံ့ဖို့ပါတီကဘူးလက်လာဆွေကပြောပါရယ်။ ကြောင်မင်းမြို့နယ်မှာစစ်တပ်ကအယက်သားပြည်သူတွေပေါ်တရားလက်လွတ်တပ်ဖြတ်ခဲ့ပြီးမိကလေးငယ်တွေကိုလည်းအာဓမပြူကျင်တပ်ဖြတ်ခဲ့တဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2020ရွေးကောက်ပွဲမှာမဲစင်းမားရွင်နယ်ဆိုပြီးအကြောင်းပြအာဏာသိမ်းခဲ့တဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစင်းတွေမှာလူဦးရေ900တဲက လူဦးရေ300ကမှားယွင်းနေတယ်လို့ကြံဖို့ပါတီကဘူးလက်လဆွေက အော်တိုဘားလ9ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရွှေကောက်ပွဲအတွက်မဲစင်းရင်တွေတွားရောက်စစ်ဆေးကြည့်တဲ့အခါလူဦးရေ900မှာလူဦးရေ300ဟာမဲစင်းရင်တွေမှားယွင်းနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတွေတောင်မဲစင်းရင်မပါဘူးလို့ဘူးလက်လဆွေကပြောပါတယ်။ ဒါအပြင်2020တုန်းကမေဆင်းအဟောင်းကြီးလို့ယူဆရပြီးတည်သွားတဲ့သူတွေရောအပီပြောင်းသွားတဲ့သူတွေပါပြန်ပါနေတယ်လို့မေဆင်းတွေကအလွန်ကွာဟနေလို့ပြန်လဲပြုတ်ပြင်ဖို့ကလည်းအချိန်တပတ်သာကြံတော့တယ်လို့ဘူးလလဆွေကအခုလိုပြောပါတယ်ကျွန်တော်တို့မေဆင်းတွေကတ်ထားသွားကြည့်တယ်သွားကြည့်တော့တော်တော်များများလွဲနေတယ်ဘလူလွဲတာလဲဆိုတော့2020တုန်းကမေဆင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးလိုက်အခုအစ်စ်ပြန်ကောက်တဲ့ ဒီရကြီးအုပ်ချုပ်ရေးမှုတွေဟလာပြန်ကောက်တဲ့စရင်တွေမဟုတ်ဘူးအကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါတိတ်တိတ်မကောင်းဘောเนาะ UC နည်းပြန်လောက်ရမယ်ပုံစံ3နည်းပြန်လျှောက်ပြီးတော့ပြန်လောက်อ่ะတော်တော်ကိုတော်တော်ကိုလောက်ရမယ်ဒါ12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့เนาะဒီတပတ်အတွင်းမှာအဲတော်တော်လောက်ယူရမယ် ဥမာဟလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှဆိုရက်ွက်အုပ်ချုပ်ရေးမှုတောင်မပါဘူးဗျာရက်ွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုကမဲစင်းမပါဘူးကြံတဲ့ကောင်ကြံတဲ့လူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေတာရှိရဲ့နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရဲ့ဒါက ော်တော်များနေတယ်နော်အဲ့ဒီအပြင်မဲဆင်းတွေမှာတမျိုးနယ်ကိုရာကနန်းကျော်ကွာဟနေပြီးမဲဆင်းမားရွေးနာတွေများတဲ့အတွက်မဲဆင်းကိုတပုံရိုက်ပြီးရက်ကွက်အတွင်လူဦးရေစီးရင်နဲ့တိုက်ဆိုင်စစ်ဆေးနေရကစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့လဲမဲဆင်းတွေကိုပြန်လည်ပြုပြင်ရမယ်လို့လှဆွေကဆိုပါတယ် 2010ရွေးကောက်ပွဲမှာ NLD ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့လည်းမင်းအောင်လှိုင်နဲ့စစ်တပ်ကမဲဆင်းရင်တွေမှားယွင်းနေဆိုပြီးအကြောင်းပြက2010ရွေးကောက်ပွဲရလဒ်ကိုပယ်ဖြတ်ပြီးနိုင်ငံတော်ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုဖမ်းဆီးကာစစ်အာဏာသိမ်းခဲ့တာပါရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအစစ်တပ်ကအယက်သားပြည်သူတွေအပေါ်တရားလက်လွတ်တပ်ဖြတ်ခဲ့ပြီးမိကလင်းငယ်တွေကိုလည်းအာဓမပြုခြင်းတပ်ဖြတ်ခဲ့တယ်လို့ရှမ်းလူအခွင့်အရေးမန်တန်ဖွဲ့ကထုတ်ပြန်ပြောဆိုပါတယ်။ကြောင်မဲမြို့ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့စစ်တပ်ကစတင်မလာ24ရက်နေ့မှာကြောင်မဲမြို့ကနေ30ကီလိုမီတာခန့်ကွာဝေးတဲ့လေတဲမှာတိမ်းရှောင်နေတဲ့အယက်သား၄ဦးကိုတပ်ဖြတ်ခဲ့ကအသက်16နှစ်အရွယ်မိကလေးကိုလည်းအာဓမပြုခြင်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မနက်10:00နာရီခွဲခန့်မှာကြောင်မဲမြို့နယ်နားအခန့်ရွာကနေစကန်းတာရွာဘက်ကိုကင်းလဲလာတဲ့အင်အားတရာခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလမ်းပေါ်မှာရွာသားတို့နဲ့တွေ့ဆုံခဲ့ပြီးစစ်ဆေးမေးမြန်းကရိုက်နှက်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီရွာသားဟာထွက်ပြေးဖို့ကြိုးပမ်းတဲ့အခါမှာစစ်သား2ဦးကအနီးမှာရှိတဲ့တဲတလုံးကိုလိုက်လံဖမ်းဆီးရွာကနေအသက်30အရွယ်ခန့်ရှိတဲ့ဖုန်းကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဲ့ဒီဖုံကြီးကစစ်သားတွေကိုမြင်ပြီးကြောက်လန့်ကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လေစစ်သားတွေကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ရှမ်းလူအခွင့်ရေးမန်တိုင်အဖွဲ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အဲ့ဒီနောက်မှာတော့စစ်သားတွေကရွာခေါင်းဆောင်ကိုအဲ့ဒီ area အတွင်းမှာရှိတဲ့လူတွေရဲ့တည်နေရာနဲ့အရေးအတွက်ကိုမေးမြန်းခဲ့တာကြောင့်ရွာခေါင်းဆောင်ကအနီးနားမှာရှိတဲ့လက်တဲတွေမှာလူခုနှစ်ဦးခန့်ရှိတယ်လို့ပြန်လည်ဖြေကြားတဲ့အခါမှာတော့စစ်သားတွေကခေါ်လာဖို့ကိုအမိန့်ပေးခဲ့ပါတယ်။ လက်တဲတစ်ခုကိုရောက်တဲ့အခါမှာတော့ရွာကောင်းဆောင်အပါဝင်ရွာသား၃ဦးထွက်ပြေးလွတ်မြောက်သွားပေမဲ့လေမိခင်တဦးအသက်16နှစ်အရွယ်သမီးတဦးနဲ့အသက်17နှစ်အရွယ်သားတဦးတို့အထဲမှာကြံ့ရိပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီမှာအသက်16နှစ်အရွယ်နန်းသိန်းစာမတဲထဲမှာအဝိမဲ့စွာနဲ့နှစ်ဖူးနဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေနဲ့သွေးတွေရွှဲကောင်းတေဆုံးနေတာကိုတွေ့ခဲ့ရပြီးအဝိတွေကိုတော့မိဖို့ကြောင့်အနီးမှာတွေ့ခဲ့ရကစစ်တပ်ယူနီဖောင်းအသုံးဆောင်တွေနဲ့လက်နက်တချို့ဟာသူ့ရဲ့ခန္ဓာကိုယ်အနီးမှာကြံ့ရိပ်ခဲ့တယ်လို့သိရပါတယ်။ ူရဲ့မိခင်ဖြစ်သူကတော့ရင်ဘတ်ကိုကြည်စံနဲ့တည်ဆုံးခဲ့တဲ့အထိပြစ်သက်ခံထားရသလိုအသက်၁၂နှစ်အရွယ်ဆိုင်းတန်းမောင်မှလည်းသူရဲ့ပိုင်းနဲ့ကောင်းမှတနက်တန်ရာတွေနဲ့ပြစ်ခတ်ခံရတာတည်ဆုံးခဲ့လို့သိရပါတယ်ဒါအပြင်စစ်တပ်ရဲ့ဆက်စင်ရေးကြောင့်2025ခုနှစ်ဩဂတ်လကနေစတင်ပြီးကြောင်မဲမြို့နယ်ကရွာသားတပေါင်းကျော်နေရဲစွန့်ခွာတင်ဆောင်ခဲ့ရပါတယ်ရှင်။တစ်ဖက်ကရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်တာချီလေးမြို့မှာတရုတ်နိုင်ငံသားတွေလိုက်ပါလာတဲ့ကားက ဆိုင်ကယ်ကိုဝင်တိုက်ခတ်ပြီးတဲ့နောက်မောင်းနှင်ထွက်ပြေးရာကနေလမ်းထဲမှာရှိတဲ့ကားတွေဆိုင်ကယ်တွေကိုထပ်ပြီးတိုက်မိတာကြောင့်လူထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ဒေတာတွေသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အဆိုပါဖြစ်ရအောင်အောက်တိုဘာလ9ရက်နေ့မနက်ပိုင်း7:00နာရီဝန်းကျင်အချိန်လောက်ကတာချီလေးမြို့ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာဖြစ်ပွားခဲ့တာပါ။ကားတိုက်မှုကြောင့်သားမီးနှစ်ယောက်ဒေဆုံးခဲ့တယ်လို့သိရတယ်လို့နောက်ထပ်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတဲ့အပြင်လူသေးမှုကို ဖြစ်စေခဲ့တဲ့ကားပေါ်မှာတရုတ်နိုင်ငံသားတွေလည်းလိုက်ပါစီးနှင်ခဲ့လို့သိရပါဗျ။ တာချီလိမ့်မျိုးဟာထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့မျိုးဖြစ်ပြီးထိုင်းငွေကြေးဘက်ကအဓိကထားသုံးဆွဲကလောင်ကစားယုံတွေပေါ်ပေါ်ထင်ထင်လောက်ကင်ကြတဲ့မျိုးလဲဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ရဲ့နေမီခံအရာရှိတွေကလက်ငွေယူပြီးအွန်လိုင်းငွေလိမ်ကိုင်းတွေကိုဖွင့်ခွင့်ပေးထားတဲ့နေဆက်မျိုးလဲဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာလူသေဆုံးမှုတွေကိုဖြစ်စေခဲ့ပေမဲ့တရုတ်နိုင်ငံသားတွေပါဝင်နေတာကြောင့်ထိုက်တဲ့နဲ့ပြစ်ဒဏ်ရမှာမဟုတ်ဘူးလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါ မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကအရာရှိတဦးအပါအဝင်15ယောက်သေဆုံးခဲ့တယ်လို့တောင်သာပြည်ပဒက်ဖန်ဖို့ TTA PDF ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စတေမာလ9ရက်နေ့ညနေ9နာရီကျော်ခန့်မှာမလိုက်မြို့နယ်ပန်းအိုင်ရွာကနေတောင်သာမြို့နယ်ရုံးစီတီရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်သားရဲနဲ့ပြူစောတီ300ကျော်ပါဝင်တဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကရုံးစီကြီးရွာနဲ့ပန်းအံ့ရွာကြားမှာရှိတဲ့စင်ချေရဖျားအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကအရာရှိတအူအပါဝင်15ယောက်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တာကြောင့်စစ်တပ်စစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်စတင်မာလာ10ရက်နေ့မနက်ပိုင်းမှာတော့အကြမ်းဖက်စစ်တပ်က ထပ်ပြီးစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်နှူးမြင့်မြတ်စွာအသက်ပေးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာရုံးစီကြီးကြီးရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာမီးရှို့ဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့အမျိုးသမီးတွေကိုအာဏာမပြုခြင်းမှုတွေကိုလည်းလှုပ်ဆောင်သွားပါဗျ။ဒီတိုက်ခိုက်မှုကိုတောင်တာပြည်ပ Defense Force TDA PDF Bravo Team မိထီလာ DSNDA တနူးတပ်ဖွဲ့နဲ့မြေကြံခရိုင်တပ်ရင်းသုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါဗျ။ အဲ့ဒီအကြံပတ်စစ်တပ်စစ်ကြောင်းဟာတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲပြီးကျေးရွာနေအသက်16နှစ်ကနေ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မတိန်ပြုကျင့်ခဲ့ပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပါသေးရဲ့ရှင်။စကိုင်းတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါ။စကိုင်းတိုင်းမုံရွာမြို့နယ်မှာပြည်သူတွေစီကနေစက်ကြီးကောက်နေတဲ့ရဲရရှိ3ဦးနဲ့ရဲတပ်သား2ဦးတို့လိုက်ပါလာတဲ့ကားကို တော်လန်ရေးတက်တွေကပြစ်ခတ်ခဲ့တာကြောင့်ရဲလေးဦးစလုံးတေဆုံးပြီးလက်နက်ခဲယံတွေတင်စီရရှိတယ်လို့အဲဒီမစ်ရှင်မှာပါဝင်ခဲ့တဲ့တော်လန်ရေးရဲဘော်ကွန်ထိုးကပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗာလ၄ရက်နေ့မနက်ပိုင်းမုံရွာမြို့နယ်တာစီလန်းနဲ့အတောအဝိုင်းဘက်မှာပြည်သူတွေစီကနေငွေကြေးနဲ့ပါလာတဲ့ပစ္စည်းတွေကိုအတင်းအဓမ္မစက်ကြီးကောက်ခံနေတဲ့ရဲရာရှိ၃ဦးနဲ့ရဲသားတအူလိုက်ပါလာတဲ့အင်စီကားကိုတော်လန်ရေးတက်တွေကတိုက်ခိုက်ခဲ့လို့သိရပါရယ် အဲ့ဒီအပြန်အလှန်တိုက်ခိုက်မှုအတွင်းမှာရေးလေးဦးစလုံးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်တွေကတော့အထိခိုက်မရှိခဲ့ပေလက်နက်ခဲယံတွေလည်းတင်စီရရှိခဲ့လို့သိရပါဗျ။သေဆုံးသူရေးလေးဦးတွေကတအူးကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီနယ်မြေရဲစခန်းကရဲတပ်ချက်တင်စော်ဖြစ်ပါတယ်။ဒါအပြင်ကြည်တွင်းနလတ်ကိုမမပစ်စလုံးတလတ်တို့ကိုတင်စီရရှိခဲ့ပြီးအဲ့ဒီရဲတွေလိုက်ပါစီးနှင်းလာတဲ့အင်စီကမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတယ်လို့သိရပါဗျ။ ဒီမစ်ရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာနဲ့ကျောင်းသားတပ်တော် SCF မုံရွာခရိုင်တရင်နဲ့တက်ခွဲသောရွာစော်ကြီးတော်လန်တန်းဘုဒ္ဓလင်မိုဘိုင်းတင်တို့ကအတူပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်တဝဲဘက်မှာတော့ဒီနေ့အာယုံတက်ချိန်မှာကျင်းပခဲ့တဲ့တဝဲရိုးရသပိတ်မျောပွဲနေရာမှာမနေ့ကနေ့လယ်ပိုင်းကတနက်ပစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်။သပိတ်မျောပွဲကျင်းပမဲ့တဝဲမြို့ကန္နာလန်ကတဲကွင်းနဲ့ မြစ်ထဲကရေလေကျုံးဘက်မှာမနေ့ကနေ့လယ်12နာရီဝင်းကျင်လောက်ကတနက်ပစ်ခတ်တံတွေ10မိနစ်နီးပါးထွက်ပေါ်ခဲ့တယ်လို့ဆိုပါရယ်တနက်ပစ်ခတ်တံတွေထွက်ပေါ်ပြီးတဲ့နောက်မှာတော့စစ်သားတွေကစိတ်ကန်းသာပန်းကြံကနေစိတ်ကန်းသာမင်္ဂလာခမ်းမနာအထိအင်အား30လောက်နဲ့လုံခြုံရေးချထားပြီးစက်စားပြင်ရက်ွက်ဘက်ကိုလည်းစစ်ကားနှစ်စီးမောင်းနှင်သွားတယ်လို့မြန်မြန်တွေ့သူတွေကပြောပါရယ်အော်တိုဗလာ6ရက်နေ့အာယုံသက်ချိန်မှာကျင်းပခဲ့တဲ့တဝဲရိုးရာတပိတ်မျောပွဲကို အရင်ကနဲ့မတူဘဲတပိတ်အိုးတွေကိုရေထဲကိုစက်နဲ့မျောနေအောင်စီစဉ်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်တပိတ်မျောပွဲကျင်းပမယ့်နေရာကိုလည်းငွေကြေးအများပြအကုန်ကျခံကပြင်ဆင်မှုတွေလှုပ်ဆောင်ထားပြီးတပိတ်မျောပွဲနေ့မှာဖျော်ဖြေရေးအစီအစဉ်၊မီးပုံလွတ်တဲ့အစီအစဉ်နဲ့စတုဒီတာအစီအစဉ်တွေကိုလည်းလှုပ်ဆောင်မှာဖြစ်တယ်လို့မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။စစ်တပ်ကတော့တပိတ်မျောပွဲအတွက်ညမထွက်ရအမိန့်ကိုနှစ်ရက်ရုတ်သိမ်းတယ်လို့မြို့ထဲမှာကားနဲ့လိုက်ကြီးညာနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။ ဆေယနာသိမ်းပြီးတဲ့နောက်ပိုင်း2023ခုနှစ်ကစလို့တပိမျောပွဲကိုစစ်တပ်ကဥဆောင်ကျင်းပနေပေမဲ့ဒေသခံတွေပါဝင်ဆင်နွှဲသူမရှိသလောက်ဖြစ်ခဲ့ပြီးဒီနှစ်မှာတော့အရင်နှစ်တွေနဲ့မတူဘဲပါဝင်ဆင်နွှဲသူတွေနဲ့စီကားနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဆေယနာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ကဥဆောင်ပြီးပြန်လည်ကျင်းပခဲ့တဲ့2023နဲ့2024နှစ်နှစ်လုံးမှာတပိမျောပွဲမတိုင်ခင်ရက်တွေမှာဘုံပေါက်ကွဲမှုနဲ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဖူခန့်မြို့ပတောင်မြို့မှာ အော်တိုဘလ3ရက်နေ့ကခိုက်ရန်ဖြစ်ပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီးအမြမအမျိုးသားတစ်ယောက်ဓာတ်ထိုးခံရလို့သေဆုံးသွားခဲ့ပါတယ်။အခင်းဖြစ်ပွားရနေရာကိုပတောင်ရဲတပ်ဖွဲ့ကရောက်ရှိချိန်မှာအသက်38နှစ်အရွယ်ကိုစော်မင်းဝင်းဟာသူ့ရဲ့အငားအိမ်ကန်အပြင်ဘက်မှာပြင်းထန်တဲ့ဓာတ်ဒဏ်ရာတွေနဲ့သူ့ရိုင်ထဲမှာလဲကျနေတာကိုတွေ့ခဲ့တယ်လို့သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေကအရေးပေါ် CPR ကုသမှုပေးခဲ့ပြီးပတောင်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ကယ်ချိန်မမီပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်။အင်ဂျီမပါဘဲပေါင်းမီအနက်ရဝစ်ဆင်ထားတဲ့တိတ်ဆုံးသူရဲ့ခန္ဓာကိုယ်မှာဓာတ်တံရများစွာတွေ့ခဲ့ရပြီးအမှုဖြစ်ပွားစဉ်အသုံးပြုခဲ့တယ်လို့ယူဆရတဲ့အသွား၂၂စင်တီမီတာအရှည်ရှိတဲ့ဓာတ်ရက်ချောင်းကိုတပ်သေးကံပစ္စည်းအဖြစ်အခင်းနေရာကနေရှာဖွေသိမ်းဆည်းခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ မြန်မြန်တပ်တွေတို့ရဲ့ထွက်ဆိုချက်အရာကတော့တန်တရာရှိသူဟာတေဆုံးသူနဲ့တိကျွမ်းတဲ့မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပြီးရံမဖြစ်ခင်ကသူတို့နဲ့အတူအရက်တောင်းနေခဲ့ကြတယ်လို့သိရပါတယ်။သူတို့အကြားမှာရံပွဲဟာတိတ်မကြခင်အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးဓာတ်ထိုးမှုဖြစ်ပွားခဲ့ကတန်တရာရှိသူဟာတိုက်ခိုက်ပြီးချိန်မှာချက်ချင်းထွက်ပြေးသိမ်းရှောင်သွားတယ်လို့လည်းဖော်ပြထားပါတယ်။ထိုင်းရဲတွေအနေနဲ့တန်တရာရှိသူကို CCTV ကနေတဆင့်ခြေရာခံစစ်ဆေးနေပြီးပုဂ္ဂိုလ်ရေးပဋိပက္ခကြောင့်အရက်တောင်းရေးဖြစ်ပွားခဲ့တဲ့အမှုလို့ရဲတွေကယူဆထားကြပါတယ်။ တရမုနဲ့ပတ်သက်လို့ပတောင်ရဲတပ်ဖွဲ့ကတန်တရားရှိသူနဲ့ပုံမှန်တံကိုဖော်ထုတ်ထားပြီးသူ့ကိုဖမ်းဆီးအရေးယူဖို့ဆောင်ရွက်နေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့မေလ10ရက်နေ့တုန်းကလည်းအသက်23နှစ်အရွယ်မြမအမျိုးသားကအသက်80နှစ်အရွယ်အားကစားရုံပိုင်ရှင်ကိုတပ်ဖြတ်မှုတစ်ခုဘန်ကောက်မြို့မှာဖြစ်ပွားခဲ့ပြီးဖမ်းဆီးခံခဲ့ရပါသေးတယ်။ဒီလိုတုံလုံးပွဲဖြစ်ရတွေ့ရရှေ့ပြောင်းလှုပ်သားတွေနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေအကြောင်းဆွေးနွေးမှုတွေပြန်လည်ပေါ်ပေါက်လာစေပြီး ထားရဲ့ပြည်တွင်းအကြံဖတ်မှုကံတွေဖြည့်ရှင်းမှုအတွင်မှာနိုင်ငံသားသားနဲ့ရွှေပြောင်းအလုတ်သမားအတိုင်းဝိုင်းကိုပုံမအယုံဆိုင်လာစေတယ်လို့ထိုင်းသတင်းကဖော်ပြထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။